အေရီတိုင်းပသိမ်မြို့ကန္နာလန်ကစစ်ကောင်စီရဲ့လက်လျှောက်တကြံမန်တပ်ကိုတိုင်းဝန်ကြီးချုပ်လာချင်းစောက်ကြိုရေကစားရင်ကြက်တထောင်ပေးမယ်ဆိုပြီးစီယုံခုတ်ဆိုခဲ့ပေမဲ့ငွေမရခဲ့ကြဘူးလို့မြို့ကန်တွေကပြောပါတယ်စစ်ကောင်စီကပသိမ်ကန္နာလန်မှာလက်လျှောက်တကြံနဲ့စတူဒီတာဘဟုမန်တပ်ဆောက်လုပ်ထားပြီးဧပြီလ14ရက်မနေ့တကြံကြားနေ့မှာတိုင်းဝန်ကြီးချုပ်ဦးတိမဝင်းအလာကိုစောက်ကြိုရေကစားပေးရတာပါရေကစားပေးမဲ့သူတွေကိုကြက်တထောင်ပေးမဲ့ဆိုတာ အောက်ချုပ်ရေးမှူးတွေနဲ့လမ်းလျှောက်တကြံကျပတဲ့ကော်မတီဝင်တွေကအရက်ထဲစီယုံခဲ့တာလို့ဆိုပါတယ်။အဲ့ဒီလိုစီယုံခဲ့ပေမဲ့လာတဲ့သူနေပြီးငွေလိုချင်တဲ့အတွက်သွားတဲ့သူတွေလည်းငွေမရဖြစ်နေတာလို့မြို့ကန်ကပြောပါတယ်။စစ်ကောင်စီခန့်ဝန်ကြီးချုပ်မလာခင်ကလေးကအောက်ချုပ်ရေးမှူးတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝန်ကြီးချုပ်လာချိန်မှာပသိမ်မြို့ကဈေးချောင်းလန်းထိတ် ရွှေစည်ဒီလန်ပသိမ့်တံတားနဲ့ပသိမ့်လမ်းမကြီးအောက်တွေမှာပါလမ်းတွေကို ပိတ်ထားပြီးလုံခြုံရေးကိုစစ်ကောင်စီတပ်တွေအပြင်အရဲဝတ်တွေနဲ့ပါတင်းကျပ်ထားခဲ့တယ်လို့သိရပါတယ်ရှင်။